ကဲဒီဒီခါတော့ဂျာမနီသတင်းလေးပေါ့နော်ကျွန်တော်တို့လူတွေတော်များထင်နေတာကလေအဲ့လို US ခုတွေပဲ immigration ကိုကြက်နေလို့ထင်နေတာတကယ်တမ်းကဂျာမနီကလည်းလာပြီဂျာမနီကကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်ပေါ့နော်နိုင်ငံသားဖြစ်ဖို့ပေါ့နော်ဒီ citizenship ကိုရဖို့အတွက်ကို first track citizenship ဆိုပြီးတော့မှအမြန်ရတဲ့ဒါ3နှစ်နဲ့ဒါနိုင်ငံသားဖြစ်တဲ့ဒါ law ရှိတယ်ပေါ့နော်အခုအဲ့ဒီ law ကိုပြန်ပြင်ဖို့လုပ်နေပြီပေါ့နော်အဲ့ဒီ law ကိုပြန်ပြင်ပြီးတော့အခုကျွန်တော်တို့ဒါ ငါးနှစ်နေမှနိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုရဲဟာအခုပြင်ဖို့အတွက်စ조사နေပြီပေါ့နော်အဲ့တော့အခုအချိန်မှာကလေနိုင်ငံတိုင်းနိုင်ငံတိုင်းကလေ immigration တွေကိုကြက်နေကြတာဘာကြောင့်ကြက်နေကြလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအရှေ့မှာရှိတဲ့ဒီနိုင်ငံကြီးတွေဖြစ်တဲ့အိန္ဒိယတို့ ကျွန်တော် China တို့တခြားကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံဘေးမှာရှိတဲ့ Thailand တို့လိုမျိုးနိုင်ငံတွေကလူတွေကလည်းရှင်းပြောလို့ရှိရင်အဲ့လိုနိုင်ငံကြီးတွေကိုပြောင်းနေကြတာအဲ့တော့ကိုရီတိထားမှာကကိုရီနိုင်ငံတနိုင်ငံတွေကပဲအဲ့ဒီနိုင်ငံတွေကိုပြောင်းနေတာမဟုတ်ဘူးကိုရဲ့ဘေးနားမှာရှိတဲ့နိုင်ငံတွေကလည်းအဲ့ဒီ Germany တို့ Europe တို့ US တို့ Canada တို့ကိုပြောင်းနေတာအဲ့တော့သူကကြာလေကြာလေပေါ့နော်သူတို့အနေနဲ့ immigration တွေ rules တွေကိုပေါ့နော်ပုံပုံကြီးကြက်လာတယ်ပေါ့နော်ကိုကအဲ့ဒါလေးကိုတိထားဖို့လိုတယ်အဲ့တော့ Germany ကလည်းအခုလှုပ်လာပြီပေါ့နော်အရင်တော့ဆိုလို့ရှိရင် fast track citizenship ကိုကျွန်တော်တို့က3နှစ်နဲ့ရတဲ့ rules ရှိတယ်။အဲ့ဒါကိုကျွန်တော်တို့၅နှစ်ဆိုပြီးပြောင်းတော့မယ်ပေါ့နော်။အဲ့တော့ဒါက first trust ဆိုရင်တော့၅နှစ်ဆိုတော့ကျွန်တော်တို့ဒါပုံမှန်တိုင်းဆိုလို့ရှိရင်၅နှစ်မကတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်လာပြီပေါ့နော်။အဲ့ဒါလေးကိုကျွန်တော်လာတင်ပြဖြစ်ပါရယ်ခင်ဗျာကျေးဇူးပါ။ကျွန်တော်ရဲ့ဗီဒီယိုမှာပေါ့နော်သိချင်တာရှိရင်လည်း comment ကနေမေးဝါလို့ရပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းကျွန်တော် sharing လုပ်ပြီးတော့မှ share လုပ်ပြီးတော့မှအားပေးလို့ရပါတယ်ခင်ဗျာကျေးဇူးပါ။